အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel လေးကနေပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့ကိုအောင်ခမ်းမဖြစ်ပါတယ်ဒီနေ့မှာတော့ကမ္ဘာအနေဆိုင်သောနေရာတစ်ခုဖြစ်တဲ့ပြည်သိပေသမုဒ္ဒရာထဲမှာရှိတဲ့မာရီယာနာကျွန်းထဲက challenge ချားထည့်အကြောင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ကမ္ဘာကြီးရဲ့အနေဆိုင်သောနေရာလို့ပြောလိုက်ရင် မာရီယာနာကျွန်းထဲက challenge ချားထည့်ကို ပြင်မြင်ကြမှာပါအဲ့ဒီနေရာဟာပြည်သိပေသမုဒ္ဒရာနောက်ဘက်ခြမ်းမှာရှိပြီးဂျပန်နိုင်ငံနဲ့ ဖိလစ်ပိုင်နိုင်ငံတို့ရဲ့ကြားမှာလည်းတည်ရှိပါတယ်။သူရဲ့ရေအနေအားပေးအားဖြင့်ဆိုရင် ပေပေါင်း3,680အထိတောင်နေဆိုင်လာပါတယ်။ဒီပမာဏဟာအမြင့်ဆုံးတောင်ကြီးတွေထက်တောင်မှပိုပြီးနေဆိုင်နေပါတယ်။ဒီနေရာဟာအလွန်မြင့်ဖိအားများတဲ့နေရာလည်းဖြစ်ပါတယ်။ပင်ရည်မြင့်တဲ့ပြင်မှာခန်းစားရတဲ့ဖိရတဲ့အစတထောင်ကျော်ပုံများပါတယ်။ဒါကြောင့်လူသားတွေတော်ရောလေးလာဖို့ဆိုတာလည်းအလွန်ခက်ခဲလာပါတယ်။ ဒါပေမဲ့အောင်းအသေးကောင်းတာကအဲ့ဒီလောက်နေချင်းပြီးအလွန်ဖျားများတဲ့နေရာမှာတော့တရှိရရှင်သာနေထိုင်ကြတာပဲဖြစ်ပါတယ်။သူတို့ကအထူးပြုပြင်ပြောင်းလဲမှုတွေနဲ့ပြုလုပ်ထားပြီးအဲ့ဒီပတ်ဝန်းကျင်မှာပဲရှင်သာနေထိုင်နိုင်ကြပါတယ်။1960ပြည့်နှစ်မှာတော့ဂျပန်ကီကာနဲ့ဒွန်ဝက်ဆိုတဲ့ညာရှင်နေရာတို့ဟာထရီယတ်တက်ဆိုတဲ့ရေငုပ်သမောင်းနဲ့ချယ်လင်ဂျာဒီအကြောင်းကိုပထမဆုံးအချိန်ဖြစ်သွားတော်လေးလာခဲ့ကြပါတယ်။ဒါလူသားတွေရဲ့တမိုင်းမှာ ပထမဆုံးအဖြစ်သမုဒ္ဒရာရဲ့အနေဆိုင်သောနေရာကိုသွားရောက်လေ့လာခဲ့ခြင်းလည်းဖြစ်ပါတယ်။ဒီခရီးစဉ်တွေကနေသိပ္ပံပညာရှင်တွေဟာအဲ့ဒီနေရာမှာနေထိုင်တဲ့သက်ရှိတွေသမုဒ္ဒရာရဲ့ကျမ်းပြန်ဖွဲ့စည်းပုံနဲ့အခြားရေးကြည့်တဲ့အချက်အလက်တွေကိုလည်းသိရှိရခဲ့ပါတယ်။2012ခုနှစ်ရောက်မှာတော့ဒါရိုက်တာဂျင်းကင်မရွန်ဟာ DC Challenger ဆိုတဲ့ရေငုံသမောင်းနဲ့တကူတော်ခရီးစဉ်ဖြစ် Challenger ရဲ့အကြောင်းကိုသွားရောက်လေ့လာခဲ့ပါတယ်။ ဂျိန်ကင်မရွန်ဟာစွန်စားချဖို့လူသူတယောက်ဖြစ်တဲ့အပြင်ရုပ်ရှင်ဒါရိုက်တာတယောက်လည်းဖြစ်ပါတယ်။သူကအဲ့ဒီခရီးစဉ်ကိုမှတ်တမ်းတင်ပြီးအများပြည်သူကိုအလွန်နဲ့ဆိုင်တဲ့သမုဒ္ဒရာရဲ့အံဝတ္တရာကောင်းဆောင်တဲ့အထောက်အထားတွေကိုလည်းပြသခြင်းခဲ့တာပါ။သူရကူခဲ့တဲ့မှတ်တမ်းရုပ်ရှင်တွေကလည်းလူတွေရဲ့သမုဒ္ဒရာပေါ်စိတ်ဝင်စားမှုကိုမြင်တင်ပေးနိုင်ခဲ့ပါတယ်။ The Avia Titan နဲ့ A Father the Way of Water အဲ့ဒီရုပ်ရှင်တွေကိုကြည့်ချင်းအပြင်လဲဂျင်းဟာသမုဒ္ဒရာကိုဘလောက်ထိချင်းမြန်းနိုးတယ်ဘလောက်ထိနားလဲလဲဆိုတဲ့အကြောင်းကိုလည်းကျွန်တော်တို့အနေနဲ့သိမြင်နိုင်မှာပဲဖြစ်ပါတယ်။စူဇန်လီလာလိုစေပြင်ပြခြင်းရေရောက်ကဘာရဲ့အလားတရားကိုစိတ်ဝင်စားခြင်းသူရဲ့ပြည်သက်တွေကိုလည်းသမုဒ္ဒရာကြီးရဲ့သဘာဝအလားတရားကိုပြသလိုခြင်းအဲ့ဒီအချက်တွေကြောင့်ဂျင်းကင်မရွန်ဟာမာရီယာနာကျင်းကိုတကူတော်ခရီးစဉ်ပြသရောက်ခဲ့တာပဲဖြစ်ပါတယ်။အဲ့ဒီနေရာမှာ ပီဇိုဖိုင်းလို့ခေါ်တဲ့ဘက်တီးရီးယားတွေအမ်ဖီဘောလို့ခေါ်တဲ့ပဇွန်နဲ့ဆင်တူတဲ့တတဝါတွေပင်လယ်ခရီးတွေနဲ့အင်္ဂလာဖစ်လိုမျိုး၅မျိုးမျိုးကိုလည်းတွေ့ရှိခဲ့ရပါတယ်။သူတို့ဟာအလုံးမင်းဖျားများတဲ့ပတ်ဝန်းကျင်မှာရှင်သန်နိုင်ဖို့အတွက်အမောတရားကောင်းတဲ့လိုင်လျောညီတွေမှုဖြစ်အောင်လည်းကြောင်းလဲထားကြပါတယ်။ကုသိုလ်ရင်သိပ္ပံပညာရှင်တွေဟာအဝေးတွင်ရင်ငုပ်ရင်တွေကိုအသုံးပြုပြီး challenge ချတိပြအကြောင်းကိုဆက်လက်လေ့လာနေကြပါတယ်။လေ့လာမှုတွေကနေဒီနေရာရဲ့သဘာဝပတ်ဝန်းကျင်နဲ့သရှိတွေအကြောင်းကိုပုံမလားလည်နိုင်လာပါတယ်။ challenge ချတိဟာကျွန်တော်တို့ကဘာကြီးရဲ့အောင်းစရာကောင်းတဲ့အစီအပန်းတစ်ခုပဲဖြစ်ပါတယ်။ဒီနေရာကိုလေ့လာခြင်းအပြင်ကျွန်တော်တို့ကဘာကြီးရဲ့သမုဒ္ဒရာအကြောင်းနဲ့သရှိတွေရဲ့ရှင်သန်မှုနေထိုင်မှုအကြောင်းကိုပုံမလားလည်နိုင်မှာပဲဖြစ်ပါတယ်။ကျွန်တော်တို့ကဘာရဲ့အနေချိုင်းသွင်းနေရာတစ်ခုဖြစ်တဲ့ Challenge Certificate အကြောင်းကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ ဒီဗီဒီယိုလေးကနေဘဝသုဒ္ဓတုံတရားရရှိလိမ့်မယ်လို့လည်းမျှော်လင့်ပါတယ်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်ဒုတိယချင်းစီတိုင်းကိုလည်းကျေးဇူးထူးတင်ရှိပါတယ်။